အမျိုးသားလွတ်တော်ကိုယ်စားလှယ်တော်ဦးခင်ရွှေဟာသူ့ရဲ့မဲဆွယ်စီယုံမှုခီးစဉ်ကိုစက်တင်ဘာလ26ရက်နေ့ကစတင်လိုက်ပါတယ်။ဒေါ်ရမင်းဦးတရင်ပေးပို့ထားတာပါ။သူ့ချက်ခိုင်းတဲ့ဖွဲ့ဝင်ပါတီရဲ့အမျိုးသားလွတ်တော်ကိုယ်စားလှယ်ကြီးဒေါက်တာဦးခင်ရွှေဝန်လားကျော်ထင်ဒေါက်တာဦးခင်ရွှေနဲ့ဖွဲ့ဟာကံပဲကြီးရွာမှာစတင်လို့ထွက်ခွာခဲ့ပါပြီ။အမျိုးသားလွတ်တော်ကိုယ်စားလှယ်တော်အဖြစ်ဝင်ရောက်ရှင်းပြမဲ့ဦးခင်ရွှေဟာစက်တင်ဘာလ26ရက်နေ့ကကွန်ဖုန်းမြို့နယ်မဲဆန္ဒရှင်တွေနဲ့မဲဆွယ်ကာလအတွင်းပထမဆုံးတွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရမှာမြို့နဲ့အလန်းဝေးတဲ့နယ်ဒေသကလူလူတွေအနေနဲ့မဲပေးရမှာပါတီကိုမကြည့်ပဲလူကိုသာကြည့်ပြီးမဲပေးတဲ့လို့သူကပြောခဲ့ပါဗျ။ဟိုအပွင့်လင်းဆုံးပြောရင်မြို့ပေါ်ကလူတွေတွက်ခါတော့ပြဿနာမရှိဘူးပါတီကြည့်ပြီးပေးကြတာခင်ဗျားတို့နေရလူတွေကြတော့လူအပ်ချက်တွေအများကြီးရှိတယ်အခုကျွန်တော်လာတဲ့လမ်းတွေလူသေးတယ်ဟုတ်လားကျန်တဲ့စီဝါရေးလူသေးတယ်မိတွေတချို့ရွာတွေလူသေးတယ်တချို့လမ်းတွေလူသေးတယ် တချို့ရေမြောင်းနေလို့သေးတယ်အဲ့ဒါကြီးကိုပါတီတစ်ခုတည်းကြည့်ပြီးတော့ခမ ्या တို့မဲပေးမယ်ဆိုရင်ခမ ्या တို့ဘယ်လိုလာလုပ်ပြီးမှလဲလက်ရှိပြည်ခမျိုးပါတီကိုစားပြုလွတ်တော်အမတ်လည်းဖြစ်တဲ့ဦးခင်ရွှေဟာ2005ရွေးကောက်ပွဲမှာသူ့ရဲ့မဲဆန္ဒနယ်မှာမိသားစုတကောင်စင်းကိုပြောင်းရွှေ့မဲပေးသွားမှာဖြစ်ပြီးကော်မှုမျိုးနဲ့ပြင်ကလေးကျေးရွာဒေတာခန်ဒေါခင်ကြီးမိသားစုတကောင်စင်းမှာဒေါခင်ကြီးရဲ့မောင်အဖြစ်တကောင်စင်းဝင်ထားပါတယ်အဲ့တော့ကျွန်တော်တို့ကြားတဲ့ခါကျတော့ လွတ်တော်မှာလည်းပြောတယ်ကိုတွက်လေကိုတွက်မပါဘူးနောက်တော့ကိုပတ်ဆန်နဲ့ကိုလည်းလိုက်ပြီးတော့မိမိပစ္စံနဲ့လိုက်ပြီးတော့ကျွန်တော်တို့ကကူနေတယ်အဲ့ဒါကြောင့်ခင်ဗျားတို့လူနေရကြတဲ့ခါကျတော့လူကိုအဓိကကြည့်ရမယ်ငယ်ငယ်သုံးသက်ဖို့အတွက်လုပ်ပေးနိုင်တဲ့သူကိုမဲပေးပါလို့လည်းပြောချင်ပါတယ်ဒီစစ်ကံလို့ ။ဦးခင်ရွှေဟာ2020ရွေးကောက်ပွဲတုန်းကမဲဆန္ဒနဲ့အမှတ်9ကနေဝင်ရောက်အရွေးခံခဲ့တာဖြစ်ပြီးမဲရာဂိုင်နှုန်း84ရာဂိုင်နှုန်းကျော်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။2015ရွေးကောက်ပွဲမှာတော့ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနဲ့အမှတ်10ဖြစ်တဲ့တွန်တွေးကွန်ကြံကုန်းကော်မှုစိတ်ကြီးခနောင်တို့တလကိုကိုကျွမျိုးနယ်တွေကနေမျိုးသားလွတ်တော်ကိုစားပြုပြီးဝင်ရောက်ရှိပြန်မှာဖြစ်ပါတယ်။ကျွန်မအရှင်မင်းဦးပါ။